ဟိုအခုရက်ပိုင်းကလည်းကျွန်တော်တိတ်ပြီးတော့အေးဟာ Facebook ကလည်းတိတ်ပြီးမကြည့်ပြဘူးပြောချင်တော့ဒီပြောတဲ့ကားနဲ့နည်းနည်းဟိုဟာဖြစ်နေတော့တက်နေဆိုလို့ရှိရင်လည်းတက်နေတယ်ပေါ့ဒီလိုပဲမှတ်လိုက်ပါတယ်လူဘဝကြီးကတော့ဘယ်တော့မှအေးချမ်းတယ်လို့မဟုတ်ပါဘူးဒုက္ခတွေပဲပဲဘယ်ရမဆိုဆင်းရဲတာလည်းဒုက္ခပါပဲချမ်းသာတာလည်းဒုက္ခပါပဲဒါမှလည်းဘဝဘဝတစ်ခုနေရတယ်ဆိုလို့ရှိရင်ဒီလိုပဲအလိုက်ထိုင်းနေနေဝရတာပေါ့ နောက်ဆုံးလောကရဲ့နေရာကိုနေရတာပေါ့။ဒီတေးတာကိုလည်းတေးရတယ်။ဒါပါပဲ။ ကျွန်တော်တို့ဖြောတန်ရုပ်ရှင်ကားကြီးအတွက်ပေါ့နော်ဖြောတန်ကတော့အလူကားပေါ့ဒါဆိုတော့ကျွန်တော်တို့ဒီဖြောတန်အဖွဲသားတွေအားလုံးရွှေနေရီရွှေကြီးထုတ်လို့ရေရောအဲအားလုံးပေါ့နော်တရုတ်ဆောင်တွေရောပါဝင်တဲ့သူအားလုံးတရုတ်ဆောင်တွေအားလုံးပေါ့နော်စုပေါင်းပြီးတော့အလူလေးလုပ်ဖြစ်တာပေါ့အလူကတော့ကျွန်တော်တို့အဲတစ်တကားဆရာတော်အကြောင်းမှာဒါကျွန်တော်တို့အဲတန်းဟိုချင်းတာမနေ28ပါဟုတ်ကျွန်တော်တို့ ရှင်းသားမလေးပြုပေးတယ်ပေါ့ပြီးလို့ရှိရင်ကျွန်တော်တို့အဲလူအယောက်2000စာပေါ့နော်ကျွန်တော်တို့စတူဒီတာကျွေးမယ်ပြီးရင်ဥမာဆုံးဆုံးတော့ဦးစောဝင်နိုင်ရပိတ်သိမ့်နေရတွေ့တယ်ပြီးတော့အားလုံးတက်နိုင်တဲ့ဘက်ကနေရောဝိုင်းဝန်းပြီးတော့အလူလေးလုပ်ဖြစ်တာပေါ့ကျွန်တော်ကတော့အဲသာသနာအလံဂိုင်းနေပြီးလို့ရှိရင်အားလုံးကရှင်းလောင်းလှည့်တယ်လို့ပဲလှည့်ကြတယ်ပေါ့ကျွန်တော်တို့ရုပ်ရှင်ရုံလာကြတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အလှလှုပ်တယ်လို့မျိုးပြောပါတော့เนาะပိတ်သိတဲ့ဒါမျိုးလေးလုပ်နေတာပါဟုတ်ကျင်းပါတယ်အလှဆိုတော့ဒါဟိုထားတတ်ဖို့ပဲ ြောတာဗောနော်စိတ်ထားတတ်ဖို့ပဲအဲသွားနေတဲ့အချိန်မှာကိုကစိတ်မထားတတ်လို့ရှိရင်တော့ဘယ်အရာမဆိုအလိုမမြောက်ဘူးဗောနော်ဥပမာကျွန်တော်တို့ဟိုတငါတဲ့နဲ့တငါတဲ့နဲ့သူတငယ်ချင်းနဲ့ဗောနော်သူတငယ်ချင်းကအဲတရားနာသွားမယ်တငါတဲ့ကဟိုတငါအလုပ်ကိုသွားလုပ်တယ်ဗောနော်ငါမြမယ်သူများအသက်ကိုတတ်ရတယ်ဗောဒါပေမဲ့သူတငယ်ချင်းကတရားနာနေပြင်မဲ့လေ ဟိုသူကငားတွေအများကြီးရနေပြီလားဆိုတဲ့စိတ်နဲ့သူတကယ်ရင်ငားတွေအများကြီးရနေပြီလားဆိုတဲ့စိတ်နဲ့လောဘစိတ်ဖြစ်နေတယ်။ဒါပေမဲ့ဟိုမှာငားများနေနေတဲ့ပဲဟိုဘက်ကိုစိတ်စိတ်ကိုအာရုံပြုတယ်ပေါ့နော်။ဟိုငားတကယ်ရင်တော့ငားတကယ်ရင်တော့အလူတန်းတွေလုံနေပြီ။သူတော့ကုသိုလ်ကောင်းမှုတွေရနေပြီ။အဲ့တော့ငားလည်းအဲ့လိုအာရုံပြုမယ်ဆိုပြီးတော့လူတာပေါ့နော်။ဘယ်လူပဲဖြစ်ဖြစ်နေတယ်များတယ်မရှိပါဘူး။စိတ်ထားတတ်ဖို့ပဲလို့တာပါ။စိတ်စိတ်ပေါ်ပဲအခြေခံတာပေါ့။ဟိုမှာအပြုံးအပြုံးလေးလိုလာမယ်ပြလို့ရှိရင်အားနေတဲ့လူကိုကျွန်တော်တို့ းထူပေးမယ်ပြီးလို့ရှိရင်လူတယောက်ဒုက္ခရောက်နေဆိုကယ်တင်ပေးမယ်ဒါတွေကကျွန်တော်တို့ရဲ့ကုသိုလ်ကောင်းမှုတွေပဲပေါ့เนาะဘယ်ဘလိုပဲဖြစ်ကျွန်တော်တို့စိတ်ထားတတ်ဖို့ပဲလိုတာပါရှင်းမှနေတော့ဟိုရှင်းရင်လည်းရှိခဲ့မှာပေါ့เนาะကျွန်တော်တို့တိတ်ပြီးတော့ကျွန်တော်မသိလို့ပေါ့เนาะဒါမဲ့လည်းဟိုကျွန်တော်ဟိုအတတန်အတွေ့အကြုံရဆိုလို့ရှိရင်ဒီကားတော့ကျွန်တော်ပထမဆုံးကြုံရရှင်းမှတော့ရှင်းလည်းရှိခဲ့မှာပေါ့เนาะအလူကတော့ဘယ်အချိန်မဲ့လှုပ်လို့ပေါ့เนาะဘလိုပဲဖြစ်ဖြစ်ကိုလှုပ်ထားတဲ့ဟို ဟိုအရာ အားလုံးကိုအများအားမှတ်မိနေဖို့လိုတော့ဟိုဘလိုပဲလုပ်လို့ပါအလူကတော့ကျွန်တော်တို့ကတော့တလားတစ်ခါအဖေးအတွက်ရည်စူးပြီးတော့ကျွန်တော်တို့ကအများအားလုပ်ခဲ့တယ်။ဘာလို့လဲဆိုတော့ဒါတွေကလည်းအဖေးစီရောက်လာဆိုတော့လေအဲခွေလုံသွားတဲ့လူစီရောက်ချင်မှရောက်တာပါဒါပေမဲ့ကျွန်တော်တို့ကကုသကုသရတာပါနော်။ဥပမာကျွန်တော်တို့အတိတ်ဘဝကကျွန်တော်တို့ဆုံးမခဲ့တယ်ဒါပေမဲ့ကုသကောင်းမှုလုပ်ခဲ့တဲ့လူတွေကကျွန်တော်တို့သိလားဆိုတော့လေကျွန်တော်တို့မသိရဘူးကျွန်တော်တို့အတိတ်ဘဝပြန်ကြည့်လို့မှမရတာအဲ့လိုပဲ ဟိုကျွန်တော်တို့အဖေလည်းသိကြမှလည်းသိမှာပေါ့ဒါပေမဲ့လည်းအဲ့လိုဟာမျိုးကိုကျွန်တော်တို့ကကုသိုလ်လုပ်နေခြင်းအပြင်ကျွန်တော်လည်းကုသိုလ်ရတယ်အဲတကယ်လို့မချွတ်မလွတ်တဲ့ဘဝရောက်ခဲ့ရင်တော့မှသာဓုခေါ်လို့ရတယ်ပေါ့နော်အဲ့လိုစိတ်ဓာတ်မျိုးနဲ့ပဲကုသိုလ်လုပ်တာပေါ့ကုသိုလ်ဆိုတာကတော့အဲအမြဲတမ်းထောက်ပံ့ပေးတဲ့အရာပေါ့နော် ကုသိုလ်ရဲ့နောက်ဆုံးကတော့ကျွန်တော်တို့နိဗ္ဗာန်ကိုသွားအောင်ပေါ့ကုသိုလ်ကလည်းမမြဲဘူးလေကုသိုလ်လည်းမမြဲဘူးအကုသိုလ်လည်းမမြဲဘူးရအောင်မမြဲပါဘူးဟုတ်အဖုံးမင်းလည်းကြုံပြပါတယ်ဟို ဒီနေ့ကလည်းကျွန်တော်တို့အဲဖုံဖုံဟိုအလူလေးလို့ဖြစ်တယ်ပြီးလို့ရှိရင်လက်ပတ်လေးတွေလည်းကျွန်တော်တို့ပေးတယ်ဗောနော်အဆောင်လေးတွေလည်းပေးတယ်အဲအဲလေးကဖုံဖုံနဲ့တော့အလူလို့ဖြစ်ပါတယ်ခင်ဗျာပြောသမှာတော့ဟိုတေယုတ်ဆောင်တိုင်းတေယုတ်ဆောင်တိုင်းဗောနော်တေယုတ်ဆောင်တိုင်းကသူ့ကာရက်တာတစ်ခုစီရထားတယ်အဲ့ပုံမှာအဲစီမြော်ကြတယ်ဗောနော် ပြီးလို့ရှိရင်ဒီဟိုစိုင်းစရာကုလမေယံတို့ပြီးလို့ရှိရင်ဒါရိုက်တာဩရတာပြီးလို့ရှိရင်ရွှေနေရွှေထုတ်လို့ရေကိုရှင်မန်းတို့အားလုံး team work ညီညီနဲ့ပေါ့နော်တိုးဆောင်နေအားလုံးပေါ့နော်တိုးဆောင်ညီကောင်မတွေအားလုံးအဲ team work ညီညီနဲ့တော့ကျွန်တော်တို့အလုပ်လုပ်ထားတာပေါ့နော်100%ဒီပေါ်မှာကျွန်တော်တို့အလုပ်လုပ်ထားတယ်ဒါပေမဲ့အဲဟိုကန်တရားဆိုတာလည်းရှိသေးတယ်ဒါပေမဲ့ဟိုကျွန်တော်တို့အားလုံး100%အလုပ်လုပ်ထားပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ဟိုယုံကြည်တယ်ပေါ့နော် PT ဖြစ်တယ်ဘာပဲဖြစ်ဖြစ်ဒီလိုကာမျိုးလေးကျွန်တော်တို့ရိုက်နိုင်လိုက်တယ်ဆိုတာကို PT ဖြစ်မိပါတယ်ဟုတ် ောက်စိတ်ဝင်စားမှမလဲဆိုတော့အဲ့ဒါကျွန်တော်ကြည့်မှပဲဟိုပြေတက်ကဆုံးဖြတ်လို့ရမှာပေါ့နော်ကျွန်တော်တို့ကဟိုမကြည့်ဘဲနဲ့တော့ကျွန်တော်တို့ဟိုဆုံးဖြတ်လို့မရဘူးသူတို့ကြည့်ကြည့်ပြီးတော့မှပဲဒီကားပေါ်မှာအဲဘလူးတေးဥဆောင်နာလဲပေါ့နော်ဒီကားမှာဘလူးစီမြော်တာလဲပေါ့အဲ့လိုမျိုးကြည့်ပြီးမှပဲဆုံးဖြတ်လို့ရမှာဖြစ်တဲ့အတွက်အဲပြေတက်တွေကြည့်ပြီးမှပဲဆုံးဖြတ်လို့ရမှာပေါ့ဒီကားကကျွန်တော်ကျွန်တော်ပကိုးပြန်သွားပြီးတော့ကျွန်တော်မြင်ရဖြစ်လာကြပြီဂျာတော့ရှိမှကကျွန်တော်တို့ကနှောင်း နောင်ကားရိုက်တယ်ပြီးလို့ရှိရင်ဟုတ်ပြီးတော့မှပြောတယ်ရိုက်တာဆိုတော့တိတ်မကြသေးသုံးကားမျောလောက်ဖြစ်မယ်ထင်တယ်ကျွန်တော်ဟိုကျွန်တော်ကကျတော့ဟိုမျောလို့မျောလင်းတယ်ဒါပေမဲ့ဟိုအရင်မမျောလင်းတာကိုကျွန်တော်ဟိုမျောလင်းတယ်ဆိုတာဟိုပြိတက်ကြိုက်ပါသေးတယ်ဆိုပြီးကျွန်တော်တို့အလုပ်လုပ်တယ်ဒါပေမဲ့အဲ့ဒီပုံမှာကျွန်တော်တို့ကဟိုမျောလင်းချက်အကြီးထားရလို့ရှိရင်ဒီတက်မက challenge တွေကကျွန်တော်တို့လာအောင်ပါဒါကကျွန်တော်တို့အတွက်အဲအကြီးကြီးလို့ဆိုပေမဲ့လေဒါကခြေလှမ်းတစ်ခုပဲ ျွန်တော်တို့နောက်ထပ်ခြေလှမ်းနေအများကြီးလှမ်းအောင်ပါဗောနော်အဲ့တော့ဒါကအဲကျွန်တော်တို့လှမ်းလိုက်တယ်ခြေလှမ်းတစ်လိုင်းမိုင်တိုင်းတစ်ခုကိုကျွန်တော်တို့ရောက်လိုက်တယ်ဗောဒါပေမဲ့ရှေ့မှာ step တွေကအများကြီးရှိသေးတယ်ကျွန်တော်တို့အခက်ခဲတွေကြုံရမှာ၄ပြီးလို့ရှိရင်နောက်ထပ်ရင်ဆိုင်ကြုံတွေ့ရမှာ၄ပြိသက်ကကြိုက်ချင်လဲကြိုက်မယ်မကြိုက်ချင်လဲမကြိုက်ဘူးဒါပေမဲ့ကျွန်တော်တို့ရှေ့ဆက်ရှောက်အောင်အရာတွေရှိတယ်ပြိသက်ဟိုမကြိုက်ခင်ဘာလို့မကြိုက်တာလဲကျွန်တော်တို့အဲ့ဒါကိုစမ်းစစ်ရမယ်ပြီးရင်ရိုက်ရမယ်ကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲစမ်းစစ်နေရမယ်ပေါ့နော်ကျွန်တော်တို့ရဲ့ အဲဒီထုတ်ကုန်နေပေါ်မှာကျွန်တော်တို့ကပရိသတ်ကကြိုက်လားမကြိုက်ဘူးလားဒီကားကိုဘယ်လိုမြင်လဲဒီကားကဘယ်လိုဖြစ်လဲအဲတိုင်းပေါ့နော်ကျွန်တော်တို့အဲအချိန်အခါပြီးလို့ရှိရင်အဲရာသီဥတုတွေပြီးလို့ရှိရင်အများကြီးအများကြီးပေါ့နော်အများကြီးတွက်ချက်ကားတာပေါ့နော်လူတယောက်ကန်တရားလဲပါနေတာပေါ့အဲ့တော့ဒီဟာကိုမျောလင့်နေလာကြည့်ကိုလည်းမျောလင့်နေဒါပေမဲ့ဟိုအတိန်ဆောင်နေရတဲ့ဒါတွေကကန်တရားကဘာမှပြောလို့မရဘူးပေါ့နော်ကျွန်တော်တို့ကဒါပေမဲ့လည်းရှေ့ဆက်နေရမှာပေါ့နော် ရိသတ်ကြရအောင်တော့ကျွန်တော်တို့ဟိုအကောင်းဆုံးစူးစမ်းသွားမှာပါအဲပြောစံကတော့ဟိုတဆူဆူကတော့ဟိုဝင်ပါပါဟိုဘယ်လိုပဲဖြစ်ဖြစ်အဲတဆူဆူကတော့ရမယ်ပြီးလို့ရှင်ဟိုဘယ်သူတွေရမလဲဆိုတော့ကျွန်တော်လည်းရင်ခုန်တာပါเนาะအဲကျွန်တော်လည်းအကောင်းဆုံးစူးစမ်းထားပါတယ်ဒါပေမဲ့ကျွန်တော်ရှိမှလည်းကျွန်တော်တက်တော်တဲ့လူတွေတဘိုးကြီးရှိတာပဲနိเนาะအဲဒါပေမဲ့ကျွန်တော်လည်းစူးစမ်းပြီးတော့တိုးဆောင်လာတာပဲကျွန်တော်လည်းရှိမှတော်တဲ့လူတွေကလည်းလုတ်ပြထားတာရှိတယ်ရှိပါတယ် ဟုတ်ခရိုက်တာကကြတော့အဲဒီကားထဲမှာတော့ကျွန်တော်ကပြောလိုက်ရင်တော့နည်းနည်းပေါ်သွားမှာပေါ့နော်ဒါပေမဲ့လည်းခရိုက်တာအနေနဲ့ကတော့ဒါဟိုကောင်းကျိုးပြုတဲ့ခရိုက်တာတစ်ခုပါပဲအဲ့ပုံမှာကျွန်တော်တို့သေဥဆောင်လာတာပေါ့နော်ဟိုပြိသက်ဟိုရှင်နေထီအောင်လို့တော့ကျွန်တော်ရှင်နေမှာရှိနေအောင်လို့တော့ကျွန်တော်သေဥဆောင်လာပါတယ်မြင်းကြက်လာဆိုတော့ကျွန်တော်တို့ရင်ကြက်တဲ့လူတွေလည်းအများကြီးရှိတာပေါ့ကျွန်တော်ရင်ကြက်တဲ့ဆိုရင်တို့ကရည်နေမှာပေါ့ဟိုကျွန်တော်တို့အဲ ဘွားကျန်းတဲ့လူတွေကျွန်တော်ထပ်ပို့ပြီးတော့ဆိုးတဲ့လူတွေကလည်းတဘုံကြီးရှိတာပဲလေအဲအဲ့လိုပဲအပေါ်ကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့သားတဲ့လူတွေတဘုံကြီးရှိတယ်အောက်ကြည့်လိုက်လို့ကျွန်တော်တို့ကျန်းတဲ့လူတွေတဘုံကြီးရှိတယ်ဒါမှလည်းဟိုရတဲ့ပုံမှာပဲမူတည်ပြီးတော့ဟိုဘောဟောဖြတ်တန်းရတာပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်လူဘွားဆိုတာခုဖြစ်ချိန်တိုင်းဖြစ်ရတာမှမဟုတ်တာဟိုသူတို့ဖြစ်ချိန်တယ်လို့ဖြစ်နေတာသူတို့ဖြစ်ချိန်တယ်လို့တော်မယ်အဲ့ပုံမှာပဲကိုက ပဲ့ကိုထင်းလို့ရမယ်ကျွန်တော်တင်မော်တစီမောင်းနေသူအပဲ့လေးရတိုက်ချင်ရတိုက်နေမှာကျွန်တော်တို့ကတော့ပဲ့ကိုပဲထင်းလို့ရမြုပ်ရင်လည်းမြုပ်သွားမှာပြောလို့မရအောင်အဲ့တန်းလေးပဲပေါ်ပါဖြတ်တယ်ဟိုမြုပ်ရင်လည်းမြုပ်နိုင်တယ်ဒါမှမဟုတ်လည်း survivor အသက်ရှင်လည်းရှင်နေနိုင်မယ်ဟာပါပဲကိုကအော်အဲ့ဒါတွေကတော့ဟိုအခုလောလောဆယ်ကတော့ကျွန်တော်ဒီဘက်ပိုင်းမှာပဲကျွန်တော်အာယုံထားရတဲ့အတွက်အဲ့ဘက်ဒီကိုကျွန်တော်တိတ်ပြီးတော့ အာရုံမထည့်တာဘောနော်ဒီထဲမှာပဲကျွန်တော်ဖြစ်နေတဲ့အတွက်ကျွန်တော်သိတော့မသိတော့ဘူးဟိုအခုရက်ပိုင်းကလည်းကျွန်တော်တိတ်ပြီးတော့အေးဟာ Facebook ကလည်းတိတ်ပြီးမကြည့်ပြဘူးပြောရစ်တော့ဒီပြောတဲ့ကားနဲ့နည်းနည်းဟိုကဖြစ်နေတော့တက်နေဆိုလို့ရှိရင်လည်းတက်နေတယ်ပေါ့ဒီလိုပဲမှတ်လိုက်ပါတယ်လူဘဝကြီးကတော့ဘယ်တော့မှအေးချမ်းတယ်လို့မဟုတ်ပါဘူးဒုက္ခတွေပါပဲဘယ်ရမဆိုဆင်းရဲတာလည်းဒုက္ခပါပဲချမ်းသာတာလည်းဒုက္ခပါပဲဒါမှမဟုတ်ဘဝဘဝတစ်ခုနေရတယ်ဆိုလို့ရှိရင် ဒီလိုပဲအလိုက်ထိုင်းနေနေွားတာပေါ့နောက်ဆုံးလောကကြီးကနေတဲ့အောင် နေရတာပေါ့ဒီတေးတဲ့အောင်လည်းတေးရဒါပါပဲလိုပဲနေတဲ့အောင်နေရတာပေါ့လူဘွားကြီးကဟိုအခုလာဆောင်ရတယ်အခုမိတ်ဖွဲ့တယ်အားလုံးပြောအောင်လုပ်ပေးမယ်ကျွန်တော်လည်းခဏတွေ့တယ်ကျွန်တော်စကားပြောမယ်အားလုံးပြောအောင်ထားမယ်ပြီးရင်ကျွန်တော်တို့လည်းရှိမှာမဟုတ်ခဏလေးပဲအရာအားလုံးခဏပဲအဲ့ချိန်လေးအတွင်းမှာကျွန်တော်လူတွေကိုကျွန်တော်ပြောအောင်ထားမယ်ဒါပဲပြောအောင်ထားဆိုတော့ကျွန်တော်လည်းပြောအောင်မှာပေါ့နော် ကျွန်တော်လည်းပြောမှာဒါပေမဲ့ဟိုအတက်နိုင်ဆုံးတော့ဟိုစိုးစိုးတော့လို့ခွန်အားဖြစ်စေအောင်လို့ကျွန်တော်ခွန်အားပေးတယ်ပေါ့နော်ကိုဘာမှမလုပ်ပေးနိုင်ရင်တော့မှဟိုကိုကိုကြောင့်စိတ်မညစ်စရာခွန်အားပေးမယ်ဒါပါပဲတယောက်နဲ့တယောက်တော့ live တွေကမတူကြဘူးပေါ့နော်ဟိုဘာဖြတ်တမ်းမုံကြီးလည်းမတူကြဘူးဟိုသူ့ရဲ့ပတ်ဝန်းကျင်နေထိုင်ရာဘယ်လိုရှင်သူ့အတိုင်းဝိုင်းတယောက်နဲ့တယောက်မတူကြဘူးလေအဲ့တော့အဲ့အတိုင်းဝိုင်းတွေကဟိုမတူညီတဲ့အရာတွေက ဟို तू ကဒီလိုနေလို့ကိုကလည်းဒီလိုနေလို့မရဘူးကိုကဒီလိုနေလို့ तू ကလည်းနေလို့ဒီလိုမျိုးနေလို့ပြောလို့မရဘူးဗောနော်ဟိုဖြစ်တည်မှုတွေအကုန်လုံးကဟိုမှန်ကန်ပါတယ်ဒါပေမဲ့ဟိုတန်းတိုင်းတစ်ခုဟိုတွန်းကန်နေတော့ဘယ်လိုမှလုပ်လို့မရဘူးဗောနော်ကျွန်တော်အခုလောလောဆယ်ကျွန်တော်စိတ်ထဲမှာဘာမှမရှိဘူးကျွန်တော်ဟိုအဲ့ဒါတော့ဘာဘယ်ရမှဂျူပြီးပြောလို့လို့မရဘူးကျွန်တော်ကဘူလို့တွေ့တယ်ကျွန်တော်စကားအကုန်မပြောဘူးဗောနော်ဒါမဲ့လေ ဘယ်ရာဖြစ်လာမလဲဆိုတာစောစောတုန်းကလို့လေတိုက်တဲ့ဘောပဲမူတည်တာပေါ့ဗျာကျွန်တော်တို့ရွက်ကိုလေရအကျန်းတိုက်ချလိုက်မှာမုံတိုင်းနဲ့တွေ့တွေ့မလားဒါမှမဟုတ်လေလေပြေလေးချင်းနဲ့တွေ့ရင်တွေ့မလားဘောကကန်ကောင်းမလားကန်ဆိုးမလားဆိုတော့လေတိုက်တော့မို့ပဲမူတည်တာပေါ့ဗျာချိုးရာတွေကမာတယ်ချိုးရာတွေကမှန်တယ်အဲ့ဒါကြတော့အဲ့ဒါကိုအတွေ့အကြုံလိုပဲကျွန်တော်ယူဆရတယ်ပေါ့နော်ချိုးရာတွေက decision တွေကမိုင်းမားခဲ့မယ်ချိုးရာတွေကမှန်မှန်ခံတယ်အဲ့ဒါကြတော့ကျွန်တော်တို့အဲ ဆုံးဖြတ်ချက်တွေများများချလာလေကျွန်တော်တို့ကပိုပြီးတိလာလေလို့ထင်တာပဲဟိုအရာအလုံးတော့မမှန်နေဘူးကိုကိုကအလုံးမှန်မှန်နေမယ်လို့လည်းမဆိုလို့ဘူးเนาะတချို့အရာတွေကမမှိုက်မှာကဲတချို့အရာတွေကမှိုက်မှန်မယ်ဘူးเนาะအဲ့ဒါကတော့အတွေ့အကြုံပါပဲဟုတ်ကျေးဇူးပါ thank you